မင်္ဂလာပါကျွန်တော်ကဒေါက်တာရန်ကာရက်တီဖြစ်ပြီး Apollo ဆေးရုံ Jubal Hills Hyderabad အထူးကူနှလုံးရောဂါဆရာဝန်တူပါဒီနေ့မှာတော့မယ်ဆိုတာပါလဲအဲ့ဒါရဲ့လက္ခဏာတွေကဘာရှိလဲဆိုတာပြောပြချင်ပါတယ်မယ်ဆိုတာ Myocardial Infarction လို့ခေါ်ပါတယ်တခြားစကားနဲ့ပြောရရင်နှလုံးခုန်ရခြင်း Heart Attack လို့လည်းခေါ်ပါတယ်ဒါဆိုရင်မဖြစ်မဲ့အချိန်မှာဘာလက္ခဏာတွေတွေ့ရနိုင်တယ်လဲရေဘူးရအားဖြင့်ရင်ဘတ်နားမှာမအဆင်မပြေမှုအသက်ရှူရခက်ခဲမှုတွေဖြစ်လာနိုင်ပါတယ် ဒီလက္ခဏာတွေက level ကျော်လက်တွေကိုပြန့်နိုင်တယ်လို့ချွေးထွက်ခြင်း၊မူးဝေခြင်း၊ကောင်းမှုခြင်း၊ကိုပူပူလောင်အောင်ဖြစ်ခြင်းတွေပါဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီလိုလက္ခဏာတွေကမှဖြစ်တဲ့အခါမှာမကြာခဏတွေ့ရတဲ့အခြေခံလက္ခဏာတွေပါ။တကယ်လို့မှဖြစ်ပြီးသားဆိုရင်တော့အသက်ရှူရခက်ခဲခြင်း၊လှုပ်ရှားရင်အသက်ရှူရခက်ခြင်း၊တောင်နာမှာတောင်အသက်ရှူရခက်ခြင်းတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဒီလိုလက္ခဏာတွေတစ်ခုခုရှိလာရင်အနီးနားကနှလုံးအထူးကူဆရာဝန်ကိုသွားပြသတင်ပါတယ်။ဒါမှမဟုတ်အနည်းဆုံးနဲ့ဆက်ဆေးပြီးဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်တင်ပါတယ်။